အားလုံးမင်္ဂလာပါ audio box virus ပါလာနေမှာကြိုဆိုပါရရှင်ဒီနေ့မှာတော့ဆ iam မကျူရဲ့ခုချိန်ဆိုရှင်ပဲရောက်နေမှာလဲဆိုရဲဝတ္ထုတို့လေးကိုဖျက်ပြသွားကြပါရယ်အားလုံးပဲနာတော်တာဆင်ခန်းစားပေးကြပါအောင်ရှင်ဆ iam မကျူခုချိန်ဆိုရှင်ပဲရောက်နေမှာလဲအခုညကျမစီမှာလာရောင်ဟာခရမ်းရောင်ဖြစ်နေခဲ့တယ် တိမ်တွေကင်းဆင့်ပြီးကြဲကလေးတွေခက်ကြဲကြဲပြန့်နေတဲ့ခေါင်းငယ်အောင်မှာကျမတယောက်ထဲခွာညိုပန်းချုံဘေးကထိုင်ကုန်လေးပေါ်မှာကျမထိုင်နေခဲ့တာအကြာကြီးပဲကျမဘေးကနေရာလက်လေးမှာဇန်နဝါရီနှင်းဆက်တွေနဲ့ဆူရွှဲသွားခဲ့တဲ့အထီပါပဲခွာညိုပန်းတွေကလာရအောင်မှာမှုေးလိုက်တာခွာညိုပန်းကိုရှင်မသိပါဘူးတကယ်တော့လဲသစင်နဲ့နှင်းစီကလွဲလို့ဘယ်ပန်းကိုမှ နာမည်မှန်အောင်လဲရှင်မခေါ်တတ်ခဲ့ပါဘူး။ကျမတို့အိမ်လေးကို ကျမမြင်နေရတယ်။အဲ့ဒီမှာခန်းစည်းစဆင်ဆွေရောင်ကစောင်းလေးနဲ့အတူလှုပ်ခတ်နေတာကိုမြင်နေရတယ်။ကျမအဲ့ဒီပြတင်းကိုမပိတ်မိတာကြာပြီ။အဲ့ဒီပြတင်းပေါက်မှာမကြသေးခင်ကငှက်လေးတစ်ကောင်လာနာခဲ့တယ်။အနက်ရောင်လေးပင်နဲ့ရှင်ဘက်စီကအပြာရောင်အရစ်ကလေးနဲ့ ဇရက်လောက်လည်းမကြီးစာကလေးလောက်လည်းမငယ်ချစ်စရာကောင်းတဲ့ငှက်လေးပါငှက်လေးအတွာစပားတွဲလေးတွေကိုအိမ်တစ်စက်မြိတ်မှာချိတ်ဆွဲထားခဲ့တာလေးငါရရှိပြီအိမ်ထဲမှာရှင်းစာအုပ်တွေနဲ့ကျမစာအုပ်တွေပေါင်းထားတဲ့စာအုပ်စင်တွေအများကြီးပါပဲကျမတို့နေရာမှာအိမ်လေးတစ်လုံးရှိတယ်အောက်ထပ်ကရှင်းအခန်းမှာစာအုပ်စင်ပေါင်း12ခုရှိတယ် အပေါ်ဓာတ်ကချမအခန်းမှာဂီတကိုနားထောင်ဖို့တပြားဖွင့်ဆက်ရုံမြင့်တန်ခြားဆက်တွေ့ရှိရယ်ဂီတတပြားတွေရာပေါင်းများစွာရှိရယ်နောက်ပြီးဥယျံအခြေကြီးရှိရယ်ပုံညက်ပင်အေဂရစ်ပင်ယူစနာပင် ခွာညိုပင်ရှင်ခတ်ပင်နဲ့ရှင်မတိတဲ့အပင်တွေအများကြီးရှိတယ်ငှက်လေးတွေရှိတယ်လိပ်ပြာလေးတွေရှိရယ်ဘဝမှာဘာများထလို့အောင်ပါလဲဒါပေမဲ့ရှင်ကချမအနာမှာဘတော်မှာကြကြမနေနိုင်ဘူး ျမရဲ့ခြုံလွားလေးကတဖွဲဖွဲကျနေတဲ့မမြင်ရတဲ့နှင်းမုံလေးတွေကို မတားဆီးနိုင်ပါဘူး။နှင်းတွေဟာခြုံလွားပေါ်ကနေအနှွေးတဲ့ပေါ်ကနေကျမရင်ထဲထိထွန်းဖောက်ဝင်ရောက်လာတော့အေးခဲနေတော့တာပဲ။ကျမပြီးမှရှင်မရှိရဲ့ဆောင်းတွေအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့ဒီဆောင်းကတော့အေးလာချီရဲ့လေ။ညောင်မှစခန်းချီမှာ တောင်ကျဆန်းရီဖြာ နှင်းမိုးဆွေရွာ အဲ့ဒါစံတရားထုံညွန့်ဆိုတဲ့တခြင်းလေးရှင်မသိနိုင်ပါဘူးရှင်ကလေးဖြူနဲ့ထူးအိမ်တင်တခြင်းတွေနဲ့လွမ်းတက်တဲ့သူအဲ့လေလွမ်းတက်ခဲ့မယ်ဆိုရင်ပေါ့လေအခုချိန်မှာ ကျမကြားဖူးခဲ့တဲ့နှင်းနဲ့စောင်းတခြင်းတွေကိုထိုင်စင်းစားရင်အတန်မပွင့်တပွင့်နဲ့စုံကြီးနေရတဲ့အရာသာကနာကျင်မှုနဲ့ရောစက်နေပြီမဲ့ကျင်နူးလွမ်းမောစရာကောင်းလာတယ်ဖျားရှင်ကူထွက်ကူလား ဥညွလတိုင်တဲကသာမကျင်မောက်မှာလွမ်းရက်ရှိကြငငေကချစ်ခဲ့တဲ့မိန်းကလေးအချိန်တွင်နှစ်တွေဘလောက်ပဲပြောင်းလဲသွားပါစေမမေ့နိုင်ခဲ့ငေကရုပ်သွင်ကို အစဉ်အောင်းမေ့နေပြီတဲ့ယခုချိန်ပြန်တွေ့လာရင် တွင်ပြင်ပုံမှန်ဘလို့ရှိမလဲတဲ့ငေကကျွမ်းတဲ့အချစ်ဦးအချောင်းဖွဲ့တဲ့တချင်းတွေမှာတန်းတခံစကောင်ဟာဘာဖြစ်လို့ရွှေရင်တိမ့်တဲ့ညနဲ့သူစားမိန်းကလေးတွေချီဖြစ်နေရတာလဲ တချင်းရေးသူတွေအားလုံးကအမျိုးသားဖြစ်နေလို့လားအမျိုးသမီးရေးတဲ့နေပါလာစွာသောတချင်းတွေမှာရောဘာဖြစ်လို့ဆယ်ချောတပ်ဘဝကချစ်ချွမ်းဝင်ခဲ့တဲ့ငချင်ဦးကောင်လေးကိုဖွဲ့နှွယ်တန်းတာတာမျိုးမတွေ့ရတာလေကောင်မလေးတွေကသူတို့နဲ့ရွေးသူကောင်ငယ်လေးတွေကိုမေတ္တာမျှမိတာတွေပဲဖြစ်နိုင်ပြီးအဲ့ဒီမင်းကလေးတွေကတချင်းဖွဲ့နှွယ်ရေးဖို့မတက်ဆွမ်းလောက်အောင်ငင်းနေကြုံဖြစ်လို့လားအမျိုးသားတွေကတော့ အသက်ပိုကြီးသည့်အမျိုးသားတွေကတော်တော်ငယ်သည့်ဆယ်ကျော်သက်ရွှေရင်ဖုံးတုံမဖုံးတုံမိန်းကလေးငယ်လေးတွေကိုချစ်မိတတ်တာမျိုးမို့သူတို့ကတော့ရေးဖွဲ့နိုင်တာလားတိကျတာကတော့ဆယ်ကျော်သက်ငယ်ချစ်ကောင်းကလေးကိုလွမ်းချင်လို့တောင်လွမ်းဖို့တချင်းမရှိတဲ့အဖြစ်ပါပဲဒါဖြင့်ကျမငငယ်ကတငယ်ချင်းချစ်သူလေးကိုတန်းတားတဲ့အခါဘသူတချင်းနဲ့ညီပြီးတန်းတားရမှာလဲ ဖာဝစဉ်မျက်နှိုးလာတဲ့ချစ်တယ်မောင်ကြီးချစ်တယ်မောင်ကြီးမေတို့ငယ်ရယ်စဉ်ကပျော်ရွှင်ခဲ့တဲ့ဒီခရီးပင်ကြီးအောက်လေနှစ်တွေကြာရှိနှစ်ယောက်သားကစားခဲ့ပုံလေးတွေခုနေတွေးမိတိုင်းချီနူးမဆုံးနိုင်ပြီခရီးပင်အောက်ကပထောက်ချစ်သူကိုစုံကြီးရမှာကလည်းရှင်ကပထောက်ကိုမှချစ်သွားသူမဟုတ်တလို့ကျမကလည်းခရီးပန်းလေးမဟုတ်ခဲ့ပါဘူးပြီးတော့ဘာသာစကားလည်းတိတ်မတူခဲ့ဘူးပေါ့ ဘာသာစကားတူဖို့စိတ်ကူးရင်ခဲ့တယ်။တူမဲလို့လည်းမျှော်လင့်ခဲ့တယ်။ offer လေးရဲ့အပြန်အလှန်မိခိုးသူများ dependence ကပြားတွေကလို့ပေါ့။တိတ်ဆိတ်မှောင်မိုက်တဲ့မြေပြင်မှာရှောက်သွားကြရင်တယောက်အပေါ်တယောက်ဘလောက်ထိကောင်းလိုက်ကြသလဲ။မင်းကကို့အတွက်တကားတွေဖွင့်ပြီးကို့ကမင်းအတွက်တယ်လီဖုန်းဖြည့်ပြီးကို့ကဂီတာကိုကြည်ကြည်တီးမင်းကမီးထွန်းပြီးစာဖတ်လှလိုက်တာ။ မင်းရဲ့ပါရိုးကကောက်ချောင်းလေးကို ထီးလို့မင်းဘာလုပ်နေလဲလို့ဒိုးနှစ်ယောက်သာနားလေတဲ့ထိတွေ့မှုလေးနဲ့မင်းကိုအတန်မထွက်ပဲမေးလိုက်တယ်။မင်းကကိုလက်ဖွားကိုအသာလေးပြန်ထိပြီးအတန်မထွက်ပဲဖြေတယ်။ဘာမှမလုပ်ပါဘူးတဲ့။ကျမကအိမ်တော်ကြီးကိုစိတ်မဝင်စားဘူး။ရှင်ကအိမ်တော်တဲ့ဘဝဆိုတာကိုစိတ်ဝင်စားတယ်။အဲ့ဒါကအဓိကကွဲလွဲချက်လား။အိမ်တော်ကြီးဆိုတာ အူးနဲ့တူအမြင်မတူနိုင်တဲ့ရက်တိမှုအခြေအနေဖြစ်တယ်။နေပူကျကျမှာပိန်ချုံနေတဲ့နုဆုကလေးလေးကိုပွေးပြီးတွေးသမျှလူကိုပတ်စံတောင်းနေတဲ့ကိုဝင်ဆောင်မိခင်မိမငယ်တူကိုအိမ်တော်ကြီးနဲ့ပတ်သက်ပြီးမေးကြည့်ချင်ပါရဲ့။ဘာစကားတွေများထွက်လာလိမ့်မလဲ။မနမိုးလင်းနာနဲ့အရက်ကိုတငုံလောက်မော့ပြစ်လိုက်ရမှမျက်လုံးကောင်းကောင်းဖွင့်လို့ရတယ်ဆိုတဲ့အရက်သမားတယောက်မှာရော အိမ်တော်ကြီးနဲ့ပတ်သက်လို့ပြောစရာစကားလုံးတွေရှိနေလိမ့်မလားသူတို့နှစ်ယောက်စလုံးမှာပြောစရာစကားတွေ ရှိနေမှာပဲသူတို့မှာပြောစရာစာအုပ်အကြောင်းမှမရှိပဲဂီတအကြောင်းမှမရှိပဲပညာအကြောင်းမှမရှိပဲကျမတိခဲ့ရဲ့ရှင်ကကျမကိုစိတ်ကောက်ပြီးအဝေးကိုခဏခဏထွက်သွားဖို့ဝင်မယ်တခါမှမငိုဘူးဒါပေမဲ့ဘယ်ကိစ္စမဆို ပထမဦးဆုံးအချင်းဆိုတာရှိတဲ့ ကျမရဲ့အေးခဲတဲ့နှလုံးသားကြောင့်ရှင့်ကိုမျက်ရည်မကျစေချင်ပါဘူး။အဝေးမှာရှင်ငင်းချမ်းနေပါစေ။ရှင်အခုလိုညမျိုးမှာကျမကိုစိတ်ဆိုးနေစေအောင်တော့ကျမနဲ့ပတ်သက်တဲ့ပုံရိပ်တွေတော့ရှင့်အာယုံမှာပုံနေခဲ့မှာကျမသိပါတယ်။ဘလို့ပုံရိပ်မျိုးတွေဖြစ်မလဲလို့အသေးချာမမှန်းဆနိုင်ပေမဲ့ခံမှန်းကြည့်လို့တော့ရတယ်။အဝေးတင်စာမီးပွဲဖြစ်ဆိုမဲ့ ကျမရှိရာမကွေးတက်ကတူကိုနေပူပူမှာအမောတကြီးအလဲရောက်လာတဲ့ရှင်ကိုကျိုးစိုးစင်ကရှင်နှဖူကချွေးဆက်လေးတွေကိုကျမငေးကြည့်နေမိစဉ်ပြန်မြင်အောင်နေခဲ့တဲ့ပုံရိပ်တွေနဲ့တိတ်ခွာချမယ်မထင်နမိတ်ပုံဆိုတာကိုကျမကယုံကြည်တယ်ရှင်မလာခင်နနက်ကကျောင်းဘေးကရေကန်လေးစီကိုကျမလမ်းလျှောက်သွားခဲ့တယ်လေတိုက်ခတ်လို့လှိုင်းလေးတွေ တစ်ဖြက်ဖြက်လွန်လို့နေတဲ့ခြေလင်းနဲ့ကံရည်ပြင်ပေါ်မှာတလဲလဲမျောနေတဲ့ဗာဒံရွက်ဝါချောင်းလေးတွေပါသူ့ကိုကြည့်ရတာစက်ကူလေးလေးပမာဒါပေမဲ့အသေးချကြည့်တော့သူကသူ့လိုရာကိုသွားနေတာမဟုတ်နိုင်။ဘာကြောင့်လဲဆိုတော့သူ့ကိုပေါ်မှာခရီးကြုံလိုက်လာသူတခုရှိနေတယ်။ဗာဒံရွက်လေးပေါ်မှာအခုမှလန်းလန်းဆန်းဆန်းကြွေထားတဲ့ခရီးပန်းလေးတစ်ပွင့် ဖြူဖွေးနေတဲ့အဲ့ဒီခရီးပွန်လေးကခရီးကြုံလိုက်သူလားဒါမှမဟုတ်ခရီးပွန်လေးရဲ့လူရခရီးတို့ဘာရန်ရွှော့ဝါလေးကတမင်လိုက်ပို့ပေးတာလားကျမကဘာရန်ရွှော့လေးလားသူမဟုတ်ခရီးပွန်လေးလားအဲ့ဒီဘာရန်ရွှော့လေးကသူ့ပဲလားသူ့အပေါ်မှာအသားလေးအိပ်ပြီးလိုက်လာတဲ့ခရီးပွန်လေးဟာကျမပဲလားအဲ့ဒီအတွေ့ကိုဖြတ်ခနဲတွင်းပြီးတော့ကျမမျက်နှာနှွေးသွားခဲ့တာအခုထိကျမမမိနိုင်ပါဘူး ်ရှင်ရောက်လာတော့အဖြေရသွားတယ်။ရှင်ကကျမဖတ်မဲ့စာဥစာရန်တွေကိုပေးဖို့စီတက္ကသိုလ်ဘက်ကနေကျမစီအမောတကြီးကူးလာခဲ့တာမဟုတ်လား။နောက်ပြီးစာမီးဝဲဖြီတော့မှကျမလိုအပ်မဲ့အစားအသောက်တွေနဲ့အတူလက်ပတ်နာရီအသစ်လေးတစ်ခု။အိုးတိုက်ဆိုင်လိုက်တာ။မနေ့ကပဲကျမရဲ့လက်ပတ်နာရီလေးချိုးပြတ်သွားခဲ့တာ။စာချက်နေတော့မှပြင်ဆိုင်ကိုလည်းမသွားနိုင်။စာမီးပွဲဖြစ်ရင်ကျိုးမပါတဲ့ဒီနိုင်လေးကိုပဲ စာမေးပွဲကန်အသွားမှာခမဘူးတဲ့ထည့်ယူသွားမယ်လို့တွေးထားတာလေအခုတော့ကျမဘာလို့အပ်နေလဲဆိုတာရှင်ကချူသိနေတယ်လို့ပါပဲလားအဲ့အကူကပေါ်ဖာလေးရဲ့ကြပြားတဲကလို့ဖြစ်နေတာပဲလို့ကျမယုံကြည်ခဲ့ပါတယ်အဝေးတင်ဖြီးဖို့ကြောင်းတက်နေတဲ့ကျမရှိရာ ရှင်လိုက်လာတဲ့နတ်နတ်ခင်းကညီငယ်ရတဲ့ရွက်ဝါလီလေးဟာရှင်ပဲကျမကတော့ခရီးပန်းလေးပဲလို့တက်အပ်သေးချာကောက်ချက်ချခဲ့နိုင်တာပေါ့ ကျမနဲ့ရှင့်ချာကခင်မင်တွေ့တာမှုဟာအခုထပ်ပေါ်လာလိမ့်မယ်။မကြခင်မှာတန်ရုံးစင်တွေပိုးပြီးတွင်ကြီးရပ်ပတ်လာလိမ့်မယ်။အဲ့ဒီနေ့ကရှင့်နှဖူးကချွေးဆက်လေးတွေကိုကိုယ်တိုင်ကိုချတုတ်ပေးခြင်းပြီးမဲ့မဖြစ်နိုင်တာမို့ကျမတင်ထားတဲ့လက်ကင်ပွားလေးတစ်ထည်ကိုထုတ်ယူပေးလိုက်တာရှင်မှတ်မိခင်မှာပါနော်။ချွေးတွေကြီးပဲတုတ်လိုက်အောင်။လက်ကင်ပွားလေးကမင်းကိုတီးရ။ဘာအကွက်ပါအစင်းမှမပါ။ ခြေသားအကောင်စားဖြောင်းလက်ကင်ပွားလေးအဲဒီလက်ကင်ပွားလေးဟာရှင်းတန်ရောစင်တွင်စီစဉ်လာဖို့ကျမဘက်ကစပြီးတွေ့ဖောက်ပေးလိုက်တဲ့ညောင်ရလေးတစ်ခုဖြစ်ခဲ့သလားအခုပြန်တွေ့ကြည့်တော့စက်သားစွာငင်းဆိုနိုင်ပါပြီမဟုတ်ပါရှင့်ပေါ်ထားတဲ့ကျင်နာမှုတွေကမထိန်နိုင်မသိနိုင်ဖိတ်ရှံချသွားတာများပါပါဒီလက်ကင်ပွားလေးကငကိုကရှိမနေသေးတဲ့ရှင်တန်ရောစင်ကို အခုချက်ချင်းစီစဉ်ပေးစေနိုင်လောက်တဲ့ အားကိုးဖွယ်ရာအင်အားတခု မဟုတ်ခဲ့ပါနော်အလွန်ဆုံးပေါ့လေရှင့်ရင်ထဲကရှင်တန်ပြီးသားအချင်နာနှလုံးသားကိုတငိမ့်ငိမ့်နှွေးလာအောင် ထွေးပွေ့ပေးလိုက်တယ်လို့ပဲဖြစ်ခဲ့မှာပါရှင်တိလားပထမဆုံးနေ့မှာ ရှင်ကျမကိုခြုံပေးခဲ့တဲ့ဇာခင်အင်းကြီးကတော့ဘဝမှာနှွေးဆုံးမှာပဲအဲ့ဒီတုန်းကပါပဲဘာပန်းကိုမှရှင်မသိပေမဲ့ကျမအတွက်ရှင်သစဉ်ကလေးတွေယူလာပေးခဲ့အောင် အခုလိုပြာတူလာချမ်းမြအေးစိတ်နေနေတနေပေါ့ညတညတော့မဟုတ်ခဲ့နှင်းတွေဝေတဲ့နန်းနှခင်တစ်ခုရှင်ပေးလာတဲ့ပထမဆုံးသစင်ကလေးတွေလေအဲ့ဒီတော့ရှင်ပါစိတ်ကူးတွေနဲ့တွေးလာခဲ့တယ်လေကျမမသိကျမကဘာဖြစ်လို့ဒီပန်းတွေပေးတာလဲလို့ကျမမျက်စောင်းချီရင်ပြီးရောရှင်အဖြေခတ်ခဲ့တယ်နောက်တော့ကျမကပဲစနောက်ခဲ့ရတာပါပဲခင်ဆွေဦးရဲ့ဝတ္ထုခေါင်းစဉ်လူလာဟင်လို့အိမ်အောင်နဲ့အချစ်ကိုစိတ်ဝင်စားရဲ့ရှင်က ဝတ္ထုတွေကိုမသိရအံ့ဩစရာပဲအချစ်ဆိုအချစ်ပဲစိတ်ထဲထားပြီးစန္နာကိုဘာမှမသိတဲ့ကျမကတော့ဝတ္ထုတွေတပြားတွေလည်းသိတခြင်းတွေလည်းသိသစင်ပန်းတစ်ခတ်နှစ်ခတ်တည်းကွကျမအဖြေပေးလိုက်တော့ရှင်ကဩတဲ့အဲ့ဒီနောက်တော့ကျမကကျင်စတန်းတစ်တက်နှစ်တက်လို့ထပ်ဖြေမပေးလိုက်ပါဘူးနောက်၃လနှစ်ကြာတော့အဲ့ဒီလိုပဲကျမအတွက်ရှင်သစင်ပန်းကလေးတစ်ခတ်ယူလာပြန်တယ် ဈေးကပဲဝယ်လာတာလားရှင်စာတင်ပေးတဲ့တပည့်မလေးတွေကပဲရှင်ကိုပေးလိုက်သလားကျမမမီးပါဘူးဈေးကနေတကူတကသွားဝယ်မယ်လို့မဟုတ်မှန်းလဲကျမသိနေပါတယ်ဒီတစ်ခါတော့ရှင်ကသစင်ပန်းတစ်ခတ်နှစ်ခတ်တဲ့မပွင့်တပွင့်အပြုံးနဲ့ကျမလက်ထဲကိုပန်းနှစ်ခတ်ထည့်လာတယ်ကျမကဟင်ထူးထူးဆန်းဆန်းပါလားလို့ပြောမိတယ်ရှင်ကအဲ့ဒါဘာအတိတ်ပဲလဲသိလားတဲ့ဟွန်းဟွန်း ဲ့ဒါချင်းစတန်းတသက်နှစ်သက်လို့ပြောတာတဲ့ကျမတို့နေရတယောက်ကိုတယောက်ချစ်တယ်လို့မပြောခဲ့မိကြပါဘူးဒါပေမဲ့ဗာဒန်ရွယ်လေးနဲ့ခရီးပွန်လေးကလည်းကျမတို့ပါပဲသစင်ပန်းလက်လေးနှစ်ခတ်ကလည်းကျမတို့ပါပဲအဲ့ဒါကိုနှစ်ယောက်စလုံးသိနေခဲ့ပါရဲ့ကျမတို့အိမ်လေးမှာသစင်ဆိုင်ဖို့ကျမအမြဲစူးစမ်းခဲ့ပါတယ်ဒါပေမဲ့သစင်ပင်တပင်းမှမဖြစ်ထုံးခဲ့ဘူးရှင်ကိုပြောရင်ရှင်ကအယူသီးလိုက်တာလို့အဖြစ်တင်အောင်ပဲ။ ါပေမဲ့ကျမနဲ့တစင်နဲ့ကံမစုံနိုင်ဘူးထင်တယ်လို့ကျမတွေးပြီးဝမ်းနေရတာခဏခဏပါပဲအခုလဲကြည့်လေခွာညူပန်းတွေကတော့လရအောင်မှာကိုပဲလမ်းဆန်းမှွေပြန်လို့ဒါပေမဲ့တစင်ကတော့ရှင်ယူလာပေးမှမှွေရမှာပါညတ်တမှုရဲ့မျောတစင်တချင်းကို အခုတော့ကျမနားထောင်ရလုံးလို့အလွတ်တောင်းရနေပြီရှင်ပဲမှာရောက်နေတလေလို့လွမ်းမိတာလဲရက်တွေလာတွေမနေတော့ဘူးဆောင်းတကဆောင်းနေမှာ အခုညကတော့အေးဆုံးပါပဲခင်မင်မပြတ်အောင်အရေးသစင်လက်ဆောင်ပေးဖို့မောင်းဝေးပြီမျောတကြီးကြီးအော်ဆွေးဆွေးပုံမြည်ရက်တွေတွက်ရင်မဆုံးဖုံးမဲ့တာလီနှစ်လနာရီတာရှိရာသီတွေပြောင်းခဲ့ပြီအဆောင်တက်ရှာတော့မြည်ဟောင်းတနစ်ကအဖြစ်ဟာချီရီးမငီအရင်ကတော့ချီရီးမငီဆိုတဲ့စကလုံးဟာခေဟောင်းစကလုံးတောဆန်လိုက်တာလို့တွေးခဲ့ဖူးပါရဲ့ တစ်ခုတော့ဒီစကလုံးကိုကျမမငင်းလို့တော့ပါဘူးမချစ်ကြရလည်းမဟုတ်ဘူးချစ်ချင်းတွေလည်းများပါရဲ့မေတ္တာတွေလည်းအနန္တပါပဲဒါပေမဲ့အချစ်တွေမငြိချဘူးတဲ့လားကွယ်အလီလီခံစားလာရခြံအားပါမှမကုံနိုင်သည်နှင်းမြုံမှုံငွေရည်တဲ့အငဲမြင်ရောင်အတွေ့မှာသစင်တွေမောင်ပွေလာခဲ့ပြီးတွေးရိပ်မှရှိဆွေးစိတ်ကဘဲမတီးဒီရာဒီခါဆောင်အချောင်းကံကမငြိ ိုခင်မင်းမပြတ်အောင်ညှော်သစဉ်လက်ဆောင်မောင်မပေးရှောင်ပြီးနောင်ရေးဆွေးမနေခြင်းသည်စောင်းလာရသည် ပြောင်းရရင်လည်းပြောင်းပြစ်ခြင်းမသည်ညတ်တမူကတော့စောင်းရသည်ကို ပြောင်းပြစ်လို့ရရင် ပြောင်းလိုက်ခြင်းတည်းကျမကတော့စောင်းရသည်ကိုမပြောင်းခြင်းမဘူးချမ်းချမ်းဆင်းဆင်းနဲ့လွမ်းရလွန်းလို့နာကျင်ရလဲနာကျင်ရပါစေရောကျမလွမ်းရဲပါတယ်စောင်းတဲ့ခြင်းတွင် နှင်းမြုံမောင်ပါတဲ့သချင်းတွေနှင်းဆက်တွေနဲ့အေးမြတဲ့သချင်းတွေလွမ်းဖို့ကိုတတဲ့သချင်းတွေညားလဲညားလာပါရဲ့နာချင်းချီကွဲရပါရဲ့ဒါပေမဲ့သချင်းတွေကြပြားတွေအကုန်လုံးကိုလည်းကျမခဏခဏရွတ်ဆူမိနေသေးပါပဲကျမရှင့်ကိုမေးလို့ရရင်မေးချင်တယ်မေးခွန်းကတခွန်းနဲ့ပါတခြားမင်းကလေးတွေလိုလက်တွေတွက်ရေးချိုးပြီးရှင်ဘတော့ပြန်လာမလဲလို့မမျှော်ချင်ပါဘူး။ကျမကလိုက်လာချင်တဲ့သူပါ။ ဒါကြောင့်ရှင်ကိုမေးခွင့်ရရင်မေးချင်တာကဘယ်တော့ပြန်လာမလဲဆိုတဲ့မေးခွန်းမဟုတ်ပါဘူး။ရှင်အခုအချိန်မှာဘယ်ရောက်နေလဲ။ရှင်ဘမာလဲ။ဆ ्याम ကျူအခုအချိန်ဆိုရှင်ဘယ်ရောက်နေမှာလဲ။ဖတ်ရှုလို့ပြပါပြီ။နောက်လာမီအော်ဒီယိုပုံများကိုလည်းဆလန္နာတော်တာဆင်ခန်းစားပေးကြပါအောင် ရှင်။အားလုံးပဲနာတော်တာဆင်ခန်းစားပေးကြသူပေါင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။